ဘသူမှမထင်ထားလောက်တဲ့ပိုင်ဆိုင်မှုတွေရှိနေတဲ့မြန်မာနိုင်ငံရဲ့ Brighter မိခင်ကြီးခိုင်နင်းဝေအလုံးမဲမင်္ဂလာပါဗမိစနောင်းကနေကြွဆိုလိုက်ပါတယ်ခိုင်နင်းဝေဟာတရုတ်ဆောင်မင်းသမီးဘဝကနေ Brighter အလုပ်တွေကိုလောက်ကန်နေရင်းနဲ့မြန်မာနိုင်ငံရဲ့မာသာထွေးစာဖြစ်လာခဲ့တဲ့သူပါ2014ခုနှစ်ခရဲကခိုင်နင်းဝေ Foundation ကိုတည်ထောင်ထားပြီးဒုက္ခရောက်နေတဲ့ကလေးငယ်တွေကိုကိုယ်တိုင်ကိုယ်ကျသွားရောက်ကဲတင်ပေးတတ်ရာကနေစတင်က Brighter တက်ကြွသူဖြစ်လူသိများလာခဲ့ပါတယ် တရုတ်ဆောင်အဖြစ်လှုပ်ဆင်မှာဒရက်ကျဲအောင်မြင်တဲ့မင်းသမီးတယောက်မဟုတ်ခဲ့ပေမဲ့လည်း brighter အလုပ်ကိုလုပ်ချိန်မှာတော့လေစာမှုကိုရရှိလာခဲ့ပါတယ်။ရေဘေးမှာလည်းရှေ့ဆောင်ကနေတက်ချွတ်ခဲ့ပြီးအလွန်ငွေသိန်းပေါင်း3000ရရှိခဲ့တဲ့ခန့်နေဝေဟောင်းငလျင်ဘေးမှာလည်းငလျင်ဆောက်လုပ်တဲ့ရမတဲ့သိန်း1000ကိုချက်ချင်းမတည်နိုင်ခဲ့တဲ့သူပေါင်းအခုဆိုရင်တော့ခန့်နေဝေကိုရုံးကြည်ကြည်လာရောက်လှူဒန်းသူတွေကြောင့်အလွန်ငွေသိန်း5000ရသွားပါပြီ။ခန်းနေဝေကသိန်းပေါင်း9000ကိုကန့်ပြီးတော့လူအပ်တဲ့နေရာတွေကိုတောင်းရောက်လူတန်းနေပေမဲ့လည်းဝေဖန်မှုတွေကိုတော့ရနိုင်ပါတယ် ခနေဝေကရုပ်ရှင်မင်းသမီးတယောက်ဖြစ်တာကြောင့်ဖက်ရှင်အမြင်ရှိသူဖြစ်ပြီးနိုင်တွေကိုလည်းရန်သဘောကျတဲ့သူပေါ့သူရဲ့ဓာတ်ပုံတွေမှာတွေ့ရလဲရှိတဲ့နိုင်တွေဟာတလုံးနဲ့တလုံးမထပ်တာကြောင့်ဒီနိုင်ရဲ့ဇင်းနှောင်းကိုဘရိတ်တေကစိတ်ဝင်စားကြပါတယ်ခနေဝေဟာနိုင် crazy ဖြစ်တာကြောင့်သူပတ်တဲ့နိုင်တွေကအမေရိကန်ဒေါ်လာတောင်းကနန်းချေတန်းချေရှိပြီးမြန်မာငွေနဲ့ထွက်မယ်ဆိုရင်တော့3600ကျော်ထိရှိပါတယ်။နိုင်ီတလုံးတဲ့အတွက်ခိုင်နှင်းဝေက3900ကျော်600ထိအသုံးပြုနိုင်သူဖြစ်ုံတင်မကပဲ။သူရဲ့နိုင်ီဈေးတွေကလည်းမနှဲလှပါဘူး။ ဘာကျော် brand နိုင်တွေကိုစုဆောင်တတ်သူတယောက်လို့ထင်မှန်းရလအောင်ကဘာကျော်နိုင် brand မျိုးစုံကိုထင်လဲပတ်နိုင်တဲ့သူပေါင်းနိုင်တီးတန့်သိန်းပေါင်း3000ကျော်အသုံးပြုနိုင်တာကြောင့်ခိုင်နေဝေကတော့အားကျနေကြပါတယ်ဒါနဲ့မကသေးပဲအိတ်တွေကိုလည်းသဘောကျသူဖြစ်တာကြောင့်ခိုင်နေဝေကကဘာကျော် brand အိတ်တွေဒီဇိုင်နာအိတ်တွေနဲ့လည်းပွဲတက်လေးရှိပါတယ်အဝယ်ဆောင်တွေကလည်း fashion ဆိုင်ကြီးလို့ထင်ရလအောင်မရိုးနိုင်အောင်ဆင်နိုင်သူဖြစ်လို့သူရဲ့ကြွယ်ဝချမ်းသာမှုတွေကို brand တွေကအရန်စိတ်ဝင်စားကြတာပေါင်း အကယ်ဒမီစုကိုမရသေးတဲ့ခန်းနေဝေကတနှစ်လုံးမှမှဇကားတကားနကားလောက်သာရရပြင်မယ်။ဘာကြောင့်ဒီလောက်ထိသုံးနိုင်လဲဆိုတာကိုသိချင်နေကြပါတယ်။ခန်းနေဝေဟာတူရီတော်သမီးဖြစ်ပြီးကိုဒုကိုချွန်စိုးစားလာရင်ကနေကလေးတွေကိုလည်းအယောက်တရာကျော်ထိစောင့်ရှောက်နိုင်နေပါပြီ။ ခိုင်နေဝေကိုဝေဖန်တာရီနဲ့ပတ်သက်ပြီးသဘောမချတဲ့သူတွေကတော့ဒီလို brand aid တွေကဘာကျော်နိုင်တဲ့စိတ်တွေကိုငှားပေးတာကြောင့်ဝင်နိုင်တာလည်းဖြစ်နိုင်ကြောင်းအတူဝစ်တာလည်းဖြစ်နိုင်ကြောင်းခံမှန်းနေကြပါတယ်။ဒါပေမဲ့နမဲကြီးမင်းသမီးတယောက်အနေနဲ့အတူဝစ်တာတော့မဖြစ်နိုင်ပဲခိုင်နေဝေရဲ့ကြောင့်ချမ်းသာမှုတွေကိုအံ့ဩနေကြတာပေါ့။နိုင်ရင်နဲ့လက်ကైအိတ်ဖို့နဲ့တင်သိမ်းမောင်းထောင်ချီနေတာကြောင့်ခိုင်နေဝေတယောက်ဘလောက်တောင်ချမ်းသာနေမလဲဆိုတာမခံမှန်းနိုင်အောင်ဖြစ်နေကြပါတယ်။ brighter အလုပ်တွေကိုတက်တက်ကြွကြွလုပ်နေတဲ့ခိုင်နေဝေကိုလေစာချစ်ခင်ကြသူတွေများပြီးတနိုင်ငံလုံးကချစ်ခင်တာနဲ့ လည်းမချင်တဲ့သေးပင်တကဘာလုံးရဲ့အသေးမှပြမှုကိုပါလိုချင်ပါသေးတယ်။ချို့တွေကတော့ခန်းနေဝဲကိုကဘာကျော်တဲ့အထိအောင်မြင်စေချင်ကြတာပေါ့။မြန်မာနိုင်ငံမှာကြော်ကြားနေတာတောင်ငလင်ဘေးအတွက်လူတန်းပေးနိုင်နေပြီးသူသားကဘာကျော်တော့ရင်ဒုက္ခရောက်သူပေါင်းများစွာကိုကူညီနိုင်မှာဖြစ်တယ်လို့ယုံကြည်နေပါတယ်။ bright အလောက်ကိုပဲလောက်ကင်ပြမဲ့ chronic တထေးကြော်တွေနေပါဇန်ခံပစ္စည်းတွေတုံးနိုင်တဲ့ခန်းနေဝေဟောင်းကဘာကျော် bright မိခင်ကြီးဖြစ်လာနိုင်လားဆိုတော့ခမမဖျက်ဖျက်ခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ